ဘုန်းကြီးတို့၄၀ဘဝမှာဝိပဿနာတရားဆိုတာဘုရားဝါဒဝင်တို့ဖို့လိုအပ်နေသို့တော်သူတော်စင်အများစုကဝိပဿနာတရားဆိုတာစိတ်သာသွားပြီးတော့ဆယ်စခန်းတလနလသုံးလဆိုတာလို့အထုံးမှဒီလိုလုပ်လို့ရတယ်လို့ထင်တဲ့ပုဂ္ဂိုလ်ရှိပါရှိလိမ့်မယ် ဝိပဿနာတရားဆိုဒီမှာမိမိနဲ့မိမိပတ်ဝန်းကျင်ပေါ်မှာအမှန်အကန်မြင်တတ်အောင်နှလုံးသွင်းစဉ်းဉဏ်ပဲဖြစ်တယ်။ဒါကြောင့်မို့လို့လူတိုင်းလူတိုင်းဟာမိမိနဲ့မိမိပတ်ဝန်းကျင်ကြည်ဓာတ်မြင်တတ်ရင်ဝိပဿနာဖြစ်တယ်ပေါ့။ဝိပဿနာအခြေခံအ ਨੇ ဆုံးတော့ဖြစ်သွားနိုင်တယ်။ ဘုရားမြတ်စွာဘုရားနာတော်နဲ့အကျုံပေးတဲ့အခါဆင်ញင်နှလုံးသွင်းမှုနဲ့ဝိပဿနာရဲ့အခြေကိုပြုဖို့လိုအပ်တာ။အဲတော့ဝိပဿနာလို့ဆိုတာဟာဒီစကလုံးရဲ့အတိတ်ပဲကိုရှင်းလင်းပြီးတော့ခြေထဆိုရင်ဝိဆိုတာမတူထူးခြားသောအဖြစ်ပဿနာရှုမြင်ခြင်း သမာဓိပုဂ္ဂိုလ်မြင်တဲ့အမြင်နဲ့မမြင်ပဲနဲ့သဘာဝတရားရဲ့အစစ်မှန်ကိုရှုမြင်နိုင်တာဝိပဿနာလို့ဒီလိုပြောလို့ရတာသမ္ပိတ္တံအမြတ်မှာတော့ဘယ်လိုဖွင့်လို့ဆိုရင်ကိုယ်တွေပြာပြာခြားသာစွာရှုမြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်ဘယ်လိုကိုယ်ပြာခြားသာတယ်ဆိုရင်အများကမြင်တာ မြဲတယ်လို့မြင်လို့ရှိရင်မိမိကအမှန်တိုင်းမမြဲဘူးလို့မြင်တယ်အများကချမ်းသာတယ်လို့မြင်နေတာကိုမိမိအနေနဲ့ဆင်းရဲတယ်လို့မြင်တယ်အများကကိုယ်အလိုတိုင်းဖြစ်တယ်လို့မြင်နေတာကိုယ်အလိုတိုင်းမဖြစ်ဘူးလို့ဒီလိုအနိစ္စဒုက္ခအနတ္တလို့ဆိုတဲ့အမြင်အားဖြင့် ရှုမြင်နိုင်ပြီဆိုလို့ရှိရင်ဒါဝိပဿနာလို့ခေါ်တာပဲအဲ့တော့ဝိပဿနာရှုတဲ့အခါမှာဝိပဿနာမရှုခင်ဘာကိုရှုရမလဲဆိုတဲ့ဝိပဿနာရဲ့အာယုံကိုရှင်းစွာသိဖို့လိုတယ်။ဒါကြောင့်မိတ္တတိမဲ့မှာဝိပဿနာရဲ့အစပြောရာ ပညာကိုသင်ကြားမှာလို့ပညာဘူမိရဲ့ပညာမူလပညာတရိဒဝိပဿနာပညာတစ်ခုရခြင်းပြီဆိုလို့ရှိရင်ချေဥစွာတိဝရီကိုအရင်သင်ရမယ်လို့ပြောတာဘာကိုအရင်သင်ရမလဲလို့ဆိုရင်အ ਨੇ ဆုံးခန္ဓာ၅ပါးအကြောင်းသင်ရဒီတဲ့ခြုံနိုင်လို့ရှိရင် ဘယ်ဟာကယုတ်ဘယ်ဟာကနန်းဆိုတာမိမိတဏ္ဍမှာရှိတဲ့ဒီသဘာဝတရားနှစ်ခုရဲ့သဘာဝလက္ခဏာတိအောင်သင်ရမယ်လို့ဆိုအဲ့လိုသင်တဲ့အခါဥက္ကဟာနဲ့ပိပု္ပ္ပသေယူခြင်းမှတ်သားခြင်းဥက္ကဟာမရှင်းလင်းတာကိုမေးမြန်းခြင်းပိပု္ပ္ပ နာယူမှတ်သားခြင်းနဲ့ဆွေးနွေးမေးမြန်းခြင်းဆိုတာမကုတ်တဲ့အသိဉာဏ်ကိုဖွင့်ပြိုးလာရှင်းလို့ဆိုတာကြိုးစားရအသိပညာရဲ့အခြေခံဖြစ်တဲ့ခန္ဓာငါးပါးလို့ဘုရုံဏနှစ်ပါးဒီတဲ့ခြေခြေဆိုရင်အာရဏစနှစ်ပါးဓာတ်ဆက်ရှိပါဆိုတာကိုရှင်းစွာသိယူမှတ်သားပြီးတော့မှ ဝိပဿနာအလုပ်ကိုအထောက်အမယ်ရုပ်ဒီလိုဆိုတာပညာမူလကမ္မထာရဲ့အာယုနဲ့ပတ်သက်ပြီးအသေးစိတ်လေးလာရဝဲမဲ့ဝင်ကလေးချိန်ခံယူသလိုပဲဝိပဿနာရဲ့ရှုခွင်းရှုခွက်တွေရှုဥစွာသိခြင်းသင်ကြားရတယ်ဒါကိုပညာဘူမိလို့ခေါ်တယ်အဲ့ဒီလိုလေ့လာသင်ကြားပြီးတဲ့အခါမှာ ဝိပဿနာဉာဏ်တည်ဆောက်တဲ့အခါမှာလွယ်ကူမှုအတွက်လောက်ရမဲ့လုပ်ငန်းနှစ်ခုကပါလဲလို့ဆိုရင်တိလဝိသုဒ္ဓိကိုဉ္ဇတိလစင်ကြအောင်လုပ်ရမယ်ကိုဉ္ဇတိလစင်ကြအောင်လုပ်တယ်ဆိုတာရှေးရှေးဝေးဝေးလုပ်နေဖို့မဟုတ်ဘူးကမ္မထံအထုတ်တော့မယ်နှလုံးသွင်းတော့မယ်ကိုယ့်ရဲ့တိလကိုပြန်လေးစောင့်တည်ပြီးတော့ ထိုသီလနဲ့စင်ကြယ်မှုပေါ်မှာစိတ်ချည်လူမှုရသည့်ထိအောင်စင်ကြယ်သုံးသပ်ဖို့လိုအပ်တယ်ပေါ့အဲဒီလိုသီလစင်ကြယ်သွားပြီဆိုတဲ့အခါစိတ်တည်ငြိမ်မှုအတွက်တမာတိအတွက်နေချင်နိုင်ယူပါအာယုတခုပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့တမာတိကိုပွားတာအဲဒီတမာတိကိုပွားတဲ့အခါမှာဆံရောက်တည်ဖြစ်အောင် ဝါလို့လေရတယ်သို့မဟုတ်ဇံမရောက်ခင်ဇန္နာကတ်နေတဲ့တမာရီမျိုးရသည်ဖြစ်အောင်ပွားများအထောက်အမယ်အဲ့လိုပွားများပြီဆိုရင်စိတ်ကြဝိတ္တုတိဖြစ်ဖြစ်ချူးစွာတိလဝိတ္တုတိဖြစ်ဖို့ရာအတွက်ကြောင့်ဘာဝတိလကိုခိုင်းယူဆောက်တည်လိုက်တဲ့ဆောက်တည်ပြီးတဲ့အချိန်ကစပြီးတော့မိမိရဲ့စင်ကြယ်တဲ့တိလကိုအာယုံပြုပြီးတော့ဆင်ကျင်လိုက် ။မာဆောက်တည်ထားတဲ့သီလတစ်ခုမှငါချိုးပေါက်တာမရှိဘူး။ဇန္နာရှင်မြတ်တွေလည်းဒီသီလတွေလုံးလုံးနဲ့ဒီကနေ့ငါယန္နာရှင်မြတ်တွေသီလလုံးလုံးတယ်လို့ခုချိန်မှာငါသီလတွေလုံးလုံးနေတယ်လို့ကိုယ့်ကိုယ်ကိုစိတ်ထဲမှာအာရလောက်စဉ်းကျင်စဉ်းစားစဉ်းစားတဲ့အခါမှာစိတ်နှလုံးအေးချမ်းလာတယ်အဲ့ဒါလို့စိတ်နှလုံးအေးမြလာတဲ့အခါ ပမောဇဝမ်းပြောင်းမှုဆိုတာဖြစ်လာတယ်ပမောဇဝမ်းပြောင်းမှုဖြစ်လာရင်ပီတိဆိုတဲ့စိတ်ထဲမှာနှစ်သက်မှုတွေဖြစ်လာပီတိဖြစ်လာတဲ့အခါပတ္တတိဆိုကိုယ်စိတ်ငြိမ်းချမ်းမှုတွေဖြစ်လာကိုယ်စိတ်ငြိမ်းချမ်းလိုက်တာတဲ့တကြိမ်နဲ့ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေရလာကိုယ်စိတ်ချမ်းသာတဲ့ဒုက္ခရလာတာတဲ့တကြိမ်နဲ့ စိတ်ဟာတည်ငြိမ်သွားတယ်တမာတိဆိုတာရောက်သွားတယ်သီလကနေဆက်ရွယ်ပြီးတော့ရရှိလာတဲ့တမာတိတရားလို့ခေါ်တယ်အဲ့လိုစိတ်တည်ငြိမ်မှုရလာပြီဆိုလို့ရှိရင်တကယ်အဖြစ်မှန်ကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ဖြစ်လာတယ်လို့ယထာဘူဒဉာဏဒသနာတဲ့မြတ်စွာဘုရားကသီလရဲ့ အကျိုးဆက်တွေကိုအစစ်စစ်ဟောကြားတာဖြစ်တယ်။ဒါကြောင့်မို့ဝိပဿနာတရားကျင့်တဲ့လူကအထုပ်ပဲဆိုလို့ရှိရင်တိလာကိုစင်ကြယ်အောင်သောက်တိသောက်တိပြီးတော့ဝမ်းသာလောက်အောင်ပီတိဖြစ်လောက်အောင်တိလာကိုစင်ကြယ်စင်ကြယ်ပြီးတဲ့အခါမှာကမ္မထာအာယုတစ်ခုခုပေါ်မှာတမာတိလေးဖြစ်လာကြိုးစားတဲ့အဲ့ဒါပညာရဲ့မူလ အရင်အမြင့်လို့ခေါ်တယ်ပညာဖြစ်ပြီလားလို့ဆိုတော့မဖြစ်သေးဘူးသီလနဲ့သမာဓိပဲရှိသေးတယ်ဒါမဲ့ကင်၈ပါးမှလည်းချိန်သမာဝါစာသမာကမ္မတာသမာအာဇီဝဆိုတာသီလကိုပြောတယ်သမာဝါယမသမာတတိသမာသမာဓိလို့ဆိုတာသမာဓိကိုပြောတာမဲ့ကင်၈ပါးလမ်းပေါ်ရောက်သွားပြီလို့နိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်မှာ မိမိတက်ရောက်နေပြီဆိုတာကိုဖော်ပြတိလကိုအခြေခံပြီးတော့တမန်တိကိုထူထောင်လိုက်တဲ့အကြိုင်နဲ့ရှင်းဆက်ပေါ်လာတာကဘာလို့ဆိုရင်တမန်ဒိဋ္ဌိနဲ့တမန်သင်္ကပ္ပအမှန်ကန်တွေးတောတတ်လာလို့ရှင်မမှန်ကန်မြင်လာမှုကအစင်စစ်ဖြစ်လာတာဖြစ်တယ်ဘဂိရှိဗန်ရှောင်းလွဲပြီးတော့ဝိပဿနာတရားကျင့်လို့မရဘူး ဝိပဿနာကိုဒါကြောင့်မို့ဥပပါကမဲ့လို့ခေါ်တယ်။သောကတလမဲ့ရဲ့ရှေးပိုင်းမှာရှိလို့ဥပပါကမဲ့။ဟောတိလာကိုထူထောင်မဲ့တိလာကနေဆက်ွယ်ပြီးတော့တမာတိတမာတိကနေဆက်ွယ်ပြီးတော့ယထာဘူဒညာတတ္တတ။ယုံနာဓမ္မတို့ရဲ့သဘာဝကိုဟောတိုင်းမှတ်စွာသိမြင်လာပြီဆိုရင်ဒါဝိပဿနာလမ်းကြောင်းပေါ်မှာ တက်လာပြီလို့ဒီလိုပြောရတကယ်ဝိပဿနာလို့ဆိုရတဲ့အစိမ့်တာအစိမ့်နှစ်ခုမတားကြရပထမဝိပဿနာလုပ်ငန်းလုပ်တော့မယ်ဆိုရင်ရုပ်တရားနံတရားတွေရဲ့သဘာဝလက္ခဏာလို့ဆိုတဲ့ကိုယ်ပိုင်အမှတ်သားလေးတွေကိုတွေ့မြင်အောင်ကြိုးစားကိုယ်ပိုင်မှတ်သားလေးတွေတွေ့တာရုပ်ကိုသိတာနဲ့နံကိုသိတာ ဆိုပါစို့အဘူအေးနဲ့တွေ့တဲ့အခါထင်ရှားစွာပြောင်းလဲသွားတတ်တဲ့သဘောကိုရုပ်တရားလို့သိလိုက်တာဟာရုပ်ရဲ့သဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်။အာယုံရှိတဲ့ဘက်ကိုကန့်ညွတ်တဲ့ရင်းရင်မြင်တဲ့ဘက်ကိုဥလဲ့သွားအပန်းချားလိုက်ရင်ချားတဲ့ဘက်ကိုဥလဲ့သွားတယ်အနံ့ရရင်နတ်တဲ့ဘက်ကိုဥလဲ့သွားတယ် အယုံဘက်ကိုဥလဲ့ပြီးကိုင်းညွတ်သွားတဲ့သဘောဟာဒါနံရဲ့သဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်။ရုပ်ရဲ့သဘာဝလက္ခဏာ၊နံရဲ့သဘာဝလက္ခဏာသိတာဟာစေတဗုဒ္ဓဉာဏတတ္တတကယ်အစင်မှန်သိတယ်လို့ဒီလိုပြောတာ။သမာဓိအားနေသေးလို့ရှိရင်သိလိုက်မသိလိုက်လွတ်ထွက်သွားလိုက်ဒီလိုတော့ရှိပါဘူး။ ။တမာလေးရှိလာလို့ရှင်စဉ်စမပြတ်တိ။ဒီတန်းကြောင့်ရှေးဥစ္စာဝိပဿနာလောက်ပြီဆိုလို့ရှင်ရုပ်တရားနန္တရားတွေရဲ့သဘာဝလက္ခဏာကိုသိအောင်အရင်တော့ဆိုပါတော့ဉာဏ်စိနှလုံးဖွင့်လိုက်လို့မြင်တယ်မြင်ပြီးတော့တိတဲ့စိတ်ပေါ်လာတယ်ဆိုလို့ရှင်ဉာဏ်စိရဲ့သဘာဝဟာ အစဲအာယုန်တွေကိုဖမ်းယူတတ်တဲ့သဘာဝရှိတယ်။အစဲအာယုန်တွေလာပြီးတော့ထင်မြင်တတ်တဲ့သဘာဝဟာမျက်စိရဲ့သဘာဝပဲလို့သူ့သဘာဝကိုသိအစဲအာယုန်ကြတော့မျက်လုံးမှာလာပြီးတော့ထင်ဟတတ်တဲ့သဘောရှိတယ်လို့သူ့ရဲ့သဘာဝလက္ခဏာသိစကုဝိညာဉ်စိတ်မြင်သိစိတ်ရောက်တဲ့အခါကျတော့အစဲအာယုန်ထင်းလာလို့ရှိရင် အစဲအယုံကိုတိနိုင်စွာရှိတဲ့တဘာဝတရားလို့သူ့ရဲ့တဘာဝလက္ခဏာလေးတွေကိုအရင်သိအောင်ကြိုးစားအားထုတ်စေကုပ္ပတာရရဲ့တဘာဝကိုသိတဲ့ရူပယုံရဲ့တဘာဝကိုသိတဲ့ထိုစေကုပ္ပတာရနဲ့ရူပယုံနှစ်ခုဆုံစည်းသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့မြင်သိစိတ်ရဲ့တဘာဝကိုသိတယ်လို့ဒီလိုသိလိုက်တာ တမအတိမဟုတ်ဘူးနော်တမအတိမဟုတ်ဘူးနေစဉ်ကိုတိနေတဲ့အတိနဲ့မတူဘူးထူချာယထာဘုဒ္ဓဉာဏတတ္တမမှန်ကန်ကန်တိတယ်လို့သူပြောနောက်တစ်ခါအတိတခုထပ်တိုးရမှာပါလဲလို့ဆိုစိက္ခုပဒါနဆိုတဲ့မျက်စိဟာလေဖြစ်လာပြီးဖြစ်သွားတဲ့သဘောရှိတယ်မြင်စရာအာယုံလေးကလည်း စကုပ္ပတာရမှာထဲဟလာပြီးတဲ့အခါပြစ်စည်းသွားတဲ့သဘောရှိတယ်။မြင်သိစိတ်ကလေးရတယ်။အဝိဓမ္မတူတောင်းတဲ့ဖြစ်ပြီးချက်ချင်းပြတ်သွားတယ်ဆိုတဲ့သဘောလေးတွေကိုစင်ကျင်တတ်လာပြီးဆိုတဲ့အခါမှာဒါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားပြီးသဘာဝလက္ခဏာသိရုံနဲ့မကဘူး။အနိစ္စဒုက္ခအနတ္တ မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောဆိုတဲ့အနိစ္စတစ်ခုမြင်လိုက်တာတဲ့ကြိုင်တဲ့ဒုက္ခအနတ္တဆိုတာလဲသဘောပေါက်ဘယ်လိုသဘောပေါက်လာလဲလို့ဆိုရင်မြင်လို့သိတဲ့စိတ်ကလေးမြင်မှန်းသိလိုက်တဲ့စိတ်ကလေးဟာဖြတ်ခတ်နဲ့ပေါ်လာပြီးတော့ပျောက်သွားတယ်အဲ့ဒီဖြစ်ပြီးတော့ပျောက်သွားတဲ့သဘောလေးကိုမြင်လိုက်လို့ရှိရင်ဒါအနိစ္စ အဲ့ဒီမြင်သိစိတ်လေးဟာဖြစ်ပြီးဖြစ်သွားတဲ့အနေထားကတစ်ခါလည်းမဟုတ်ဘူးနှစ်ခါလည်းမဟုတ်ဘူးအချိန်ချင်းမြင်တိုင်းမြင်တိုင်းမြင်ပြီးတော့သိသွားတယ်သိပြီးတော့ပြတ်သွားတယ်ဖြစ်လိုက်ပြတ်လိုက်ဖြစ်လိုက်ပြတ်လိုက်ဆိုတဲ့ဒီသဘာဝတရားကြီးဟာအမြဲတမ်းဒုက္ခပေးနေတာဖြစ်သောကြောင့်ဒုက္ခလို့ဒီလိုပြောတယ်ဆင်းရဲလို့ဒုက္ခလို့ပြောတာမဟုတ်ဘူး မမြဲတဲ့သဘောတရားကအမြဲတမ်းနှောင့်ယှက်နေလို့ဒုက္ခလို့ပြောတာဖြစ်လာပြီးတဲ့နောက်ပြတ်မသွားအောင်ထိန်းချနိုင်စွာမရှိဘူးသူတဘာဝအတိုင်းသူဖြစ်ပြီးတော့ပြန်ပြတ်သွားတာကိုယ်ဆန္ဒအတိုင်းထိန်းနိုင်စွာမရှိကြဘူးဆိုတာအနတ္တရဲ့သဘောပဲဒါကြောင့်မို့အိဋ္ဌာမြင်လို့ရှိရင်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်လို့ဒီလိုပြောတာနော် အဲ့ဒုအခြေခံဝိပဿနာပထမသဘာဝလက္ခဏာကိုရှုရဲဒုတိယတမညာလက္ခဏာလို့ခေါ်တဲ့အနိစ္စဒုက္ခအနတ္တဆိုတာကိုရှုမြင်ပြီးဆိုတဲ့ဒါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားပြီလို့ဒီလိုပြောတာအဲ့ဒီလမ်းကိုဆက်လျှောက်ဖို့လိုတယ်ဘလောက်ဝေးမယ်ဘလောက်ကြာအောင်လျှောက်ရမယ်ဆိုတာတော့ကိုယ့်ပုံမှာပဲမူတည်တယ်ပေါ့ တချို့ကြတော့တခဏလေးရှောက်ရုံနဲ့လမ်းလုံးတွေ့ခြင်းနဲ့တွေ့မယ်တချို့ကြတော့တစ်စလုံးနဲ့တွေ့ခြင်းမှာတွေ့မယ်သို့သောရှောက်နေတဲ့လမ်းကြောင်းမမားဖို့ပဲအရေးကြီးတယ်ရှောက်နေလို့ရှိရင်တော့ရောက်သွားမှာပဲကိုယ်လုံးတာလုံးနေဖို့ပဲဒီဘဝရကြင်ရမယ်သို့မဟုတ်သင်္ကန်းဒီအချိန်မှာအစွမ်းကုန်မြင့်တက်ပြီးအားထုတ်နိုင်ရသွားနိုင်တယ် တို့ဘုသေးကဏီမရသည့်တိုင်အောင်ဒီစိတ်နဲ့သိသွားတဲ့အခါကျတော့ကာယတုတ္တိနတ်ဘုံကိုရောက်သွားတော့ဘုမအရိယာနတ်သားတွေကပြောကြခေါ်ကြဆွေးနွေးကြတဲ့အခါဒီတရားတွေဟာကိုယ်စိတ်နဲ့ပြန်ပေါ်လာပြီးတော့အလွယ်တကူနဲ့မဘုံလေးပါဆိုရရပါနိုင်တယ်လို့ဒီလိုဖျားဟောတာရှိဒါကြောင့်မို့ကုတ္တဝံကတော့လုတ်နေဖို့ကုတ္တဒါအရေးကြီးတယ် လမ်းမှန်ဖို့အရေးကြီးတယ်လမ်းမှန်ဖို့ရောက်သွားပြီသဘာဝလက္ခဏာကိုသိတယ်သဘာဝလက္ခဏာနဲ့တဏှာလက္ခဏာကိုသိတယ်တိလာလက်ဆင်ကျဲတယ်တမာရီတွေလည်းရှိတယ်ဆိုရင်ဘယ်နည်းနဲ့မဆိုလမ်းဆုံးရင်တော့ရွာတွေ့မှာဆိုတာလိုလမ်းဆုံးရင်နိဗ္ဗာန်တော့ရောက်သွားမှာပဲတေချာတယ်